သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဧပြီလ15ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတိဆက်မှုမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတိဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တကြံအချက်နှင့်ဂျုံတိုးမြို့ကန်းနီဘုံကြီးကျောင်းကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲမှုပြည်သူ၆ဦးထက်မနည်းသေဆုံးပြီးတန်ခါ၄ဦးအပါအဝင်20ဦးကျော်ဒဏ်ရာရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကြုံတိုးမြို့ကန်းညီကြေးရွာဘုံကြီးကျောင်းကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာပြည်သူ၆ဦးထက်မနည်းတေဆုံးပြီးတေဆုံးသူအရေအတွက်တိုးလာနိုင်ကြောင်းဒေသပြည်သူများကပြောဆိုပါရယ်။ယနေ့တကြံအကြက်နေ့ဧပြီလ15ရက်နေ့နနက်7:50မိနစ်အချိန်မှာစစ်ကောင်စီတပ်ကကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကြုံတိုးမြို့မှာရှိတဲ့ကန်းညီကြေးရွာဘုံကြီးကျောင်းကိုတိုက်လေရင်နဲ့ဘုံများကျဲချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဘုံကြောက်ပောက်ကွဲမှုကြောင့်ပရိုပေါက်ကားတစ်စီးပေါ်ကျရောက်ပြီးကားမောင်းသူအပါအဝင်ပြည်သူတို့ချုပ်ပွဲချင်းပြီးတေဆုံးကြောင်း ဒါအပြင်ဘုန်းကြီးကျောင်းမှာတကြံအကျက်နဲ့ဥပုပ်တီလာယူရန်ရောက်နေကြတဲ့ပြည်သူတွေနဲ့ထိခိုက်တေဆုံးမှုရှိခဲ့ကြောင်းသိရှိရပါတယ်။တေဆုံးတာကပရိုဘောက်ကားပေါ်မှာ3ဦး၊ဘုန်းကြီးကျောင်းပေါ်မှာ3လောင်းထက်တွေ့တယ်။တန်ကား4ပါးနဲ့ဥပုပ်တီလာယူနေတဲ့ပြည်သူ20ကျော်ဒဏ်ရာရတယ်။အခုတက်တိလေရင်တွေကဝဲနေတော့မယ်။တိုက်ပွဲတွေကတော့ဖြစ်နေတော့နည်းမြေမငြိမ်းချမ်းသေးဘူးလို့ဒေသပြည်သူတို့ကပြောဆိုပါတယ်။ လက်တလောဧပြီလ14ရက်နေ့ညပိုင်းမှာစတင်ပြီးကော့ကရိတ်မြို့နယ်ဂျုံတိုးလမ်းပိုင်းမှာရှိတဲ့ကြေးရွာတွေကိုစစ်ကောင်စီတပ်ကဟာဝေဇာအမြောက်တင်ကားတစည်းနဲ့လိုက်လံပစ်ခတ်တိုက်ခိုက်နေတဲ့အတွက်စစ်စင်ရေကုတ်ကဲမှုဌာနချုပ်စက္ကခဆက်နှင့်အနီးမှာရှိတဲ့ရင်ကွဲတောင်နေရာတဝိုက်ကို KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းယနေ့ဧပြီလ15ရက်နေ့နနက်ပိုင်းအထိတိုက်ပွဲဆက်လက်ပြင်းထန်ဖြစ်ပွားနေကြောင်းသိရှိရပါတယ်။ အကြံပတ်စစ်ကောင်စီတပ်ရဲ့ဂျုံတို့ခမရ945တပ်ရင်းနဲ့ခမရ946တပ်ရင်းတို့ကညာဘက်မှာ၎င်းတို့ထိန်းချုပ်ထားတဲ့ရင်ကွဲတောင်လမ်းဘက်မှာနေပြီးပြည်သူများရှိနေတဲ့ရေဘူးကြီးကော့ဝါလဲဝင်းပြနောင်တမန်တမိန်တို့တောင်ကပရိုက်မိကလုံကဲနီကြေးရွာတွေကိုလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်နေကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အုတ်ချုပ်ရေးရန်ညာပြိုလဲနေတာကိုတပ်တွေပြလိုက်တဲ့မူဆယ်မိုးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့မှာဧပြီလ23ရက်နေ့တကြံအကြိုနေ့ကနေရာကွက်ပြီးမိုးကြီးခဲ့ပါတယ်။ မိုးစရွာပြီးမိနစ်အနည်းငယ်အကြာမှာပဲမူဆယ်မြို့ပေါ်ရက်ွက်တွေတဲကလမ်းတွေပေါ်ကိုအမိုက်တရိုက်တွေအညစ်အကြေးတွေအဝိစုတ်တွေနဲ့အိမ်မွေးတရိတ်ဆန်အသေးကောင်တွေတချို့မျောပါလာခဲ့ပါတယ်။ဒေတာအသီးသီးမှာမြို့ပေါ်ရက်ွက်တွေရေစည်းရေလာကောင်းစေဖို့အတွက်စီပင်ဌာနကတာဝန်အရှိဆုံးဖြစ်ပါတယ်။မူဆယ်မြို့မှာတော့စီပင်ဝန်ထမ်းတွေလည်းမတွေ့တော့သလိုရေမြောင်းတွေပိတ်ဆို့နေတာလမ်းတွေပြက်စီးနေတာတွေရခင်ကတက်ဆိုးရွားနေပြီလို့ဒေတာခန့်တွေကပြောပါတယ်။ မူဆယ်မျိုးဟာတစ်တုံညာနှစ်ကုန်စစ်စင်ရေးပထမပိုင်းမှာမြောက်ပိုင်းမဟာမိတ်ညင်အောင်တုံးဘွဲ့တိုက်ခိုက်သိမ်းယူဖို့တရင်တွေထွက်ခဲ့ပေမဲ့တရုတ်အစိုးရရဲ့ဖိအားကြောင့်မတိုက်ခိုက်ရတော့ဘဲကြံရစ်ခဲ့တဲ့မျိုးဖြစ်ပါတယ်။တရုတ်နိုင်ငံနဲ့နေဆက်ကုန်သွယ်ရေးမျိုးဖြစ်ပြီးမူဆယ်105မိုင်ကုန်သွယ်ရေးဇုံကိုတော်လိုင်းအင်အားစုများကထိန်းချုပ်ထားပါတယ်။စစ်ကောင်စီကမြို့ပေါ်မှာသာတက်ဆွဲထားနိုင်ပြီးအုတ်ချုပ်ရေးရန်ရန်လည်းကောင်းမွန်စွာမလဲပတ်တော့ဘူးလို့ဒေသခံတွေကပြောပါတယ်။နောက်ထပ်မိုးရီရွာသွန်းလာမှာကိုလည်းဒေသခံတွေကစိုးရိမ်နေကြပါပြီ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပေါ့မြို့နယ်တနက်ပင်စင်းရွာကိုဘုံလာကျဲတဲ့စစ်တပ်လေဒီနှစ်စီးကိုပကဖကပစ်ခတ်ခဲ့ပြီးလေဒီမောင်းသူစစ်ကောင်စီတပ်သားတအုပ်ဒဏ်ရာရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းပေါ့မြို့နယ်တနက်ပင်စင်းရွာကိုဘုံလာကျဲတဲ့စစ်တပ်လေဒီနှစ်စီးကိုပစ်ခတ်ခဲ့ပြီးလေဒီမောင်းသူစစ်ကောင်စီတပ်သားတအုပ်ဒဏ်ရာရရှိခဲ့ကြောင်းမြိုင်ပကဖကပြောဆိုပါရယ်။ဧပြီလ14ရက်နေ့နက်9:30မိနစ်ခန့်မှာစိတ်ဖြူမြို့နယ်ကပ္ပဆတ်22မှာတက်လာတဲ့အကြံဖတ်စစ်တပ်ရဲ့စစ်တပ်လေဒီနှစ်စီးဟာပေါ့မြို့နယ်တနက်ပင်စင်းရွာကိုလာရောက်ဘုံကျဲတိုက်ခိုက်ခြင်းမှာ ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းပြကြောင်သိရှိရပါတယ်။အဲ့ဒီပြစ်ခတ်တိုက်ခိုက်မှုတွင်လေဒီမောင်းသူအကြံဖတ်စစ်ကောင်စီတပ်သားတအုပ်ပေါင်မာကြီထိမှန်ခဲ့ပြီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအဲ့ဒီတိုက်ခိုက်မှုကိုပေါက်မြိုင်ကံမပကပစုဖွဲ့မှုတက်နဲ့လက်နက်ကြီးတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်ကောင်စီတပ်သားများဘုံဒီကျဲချတိုက်ခိုက်မှုကြောင်းပြည်သူနှုတ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီဟာတကြံကာလအခွင့်ကောင်းယူပြီးလူစုလူဝေးများကိုအကြောင်းမဲ့ဘုံကျဲခြင်းစက်တက်လေဒီနဲ့ဘုံဒီကျဲချခြင်းလက်နက်ကြီးများနဲ့ရန်တံပစ်ကတ်ခြင်းများပုံမူပြုတ်လုလာနိုင်တဲ့အတွက်ပြည်သူများအထုကယူပြုရန်မြိုင်ပကဖကတတိပေးနိုးဆိုထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရည်စကြုံမြို့ခါလာယာ258မှထွက်လာတဲ့စစ်တက်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား၄ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းရေစကြိုမြို့အခြေစိုက်ခလာရ15တရင်မှထွက်လာတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သား၄ဦးသေဆုံးသွားကြောင်းရေစကြိုဘက်ကဘာမှတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တသတင်းဌာနကိုပြောကြားပါတယ်။ဧပြီလ17ရက်နေ့နနက်9နာရီခန့်အချိန်ရေစကြိုမြို့ခလာရ28တရင်မှအင်အား150ခန့်နဲ့ထွက်လာတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းကိုကန်တစ်ကြီးရအရောက်ပြည်သူကာကွယ်ရေးတပ်ဖွဲ့များကခုခံတိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲမိနစ်30ခန့်ဖြစ်ပွားခဲ့ကြောင်း ဲ့ဒီတိုက်ပွဲအတွင်းမှာစစ်သား၄ဦးတေဆုံးပြီးတေဆုံးသွားတဲ့စစ်သားများကင်ဆောင်တဲ့လက်နက်ကောက်ယူရန်ကြိုးစားခဲ့ပေမဲ့လည်းအင်အားမမျှတဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရှိရပါတယ်။မနက်9နာရီလောက်မှာ298တက်ကနေထွက်လာတာတိုက်ပွဲဖြစ်တာကမနက်10နာရီပေါ့နာရီဝက်လောက်တော့ကြာခဲ့တယ်မီတာ100လောက်အကွာဝေးပဲဖြစ်ခဲ့တာအင်အားကများလို့ပြန်ဆုတ်လာခဲ့ရတာကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်ပြီးတော့မနေ့ကနောက်ထပ်တစ်ကြောင်100လောက်ပြန်ထွက်လာတာမနေ့ညကတော့ပြန်ဆုတ်သွားပြီပြည်သူတွေကတော့ရှောင်နေရတာလေရင်ကတော့တနေ့ကုန်ဝဲနေတာပဲဟိုနေ့ကလည်းရေလေကျွန်းဘုံကျဲသွားသေးတယ် သူတို့အပြစ်ခက်ရက်စဲတဲ့ဘာညာပြောနေတာတွေကိုကျွန်တော်တို့ကအယုံကြည်မရှိပါဘူးလို့ရည်စကြိုပကဖမတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဒါပြင်ယမန်နေ့ဧပြီလ14ရက်နေ့နံနက်ပိုင်းကလည်းရည်စကြိုမြို့အခြေစိုက်ခါလာယာ95တရင်မှအင်အားတရာခန့်နဲ့ကံတစ်ကျွော်ဘက်ကိုထပ်မံထွက်ခွာပြီးညပိုင်းမှာပြန်လည်ဆုတ်ခွာသွားကြောင်းအကြံဖတ်စစ်တပ်စစ်ကြောင်းကြောင့်ဒေသနေပြည်သူများမှာတိန့်ရှောင်နေကြရကြောင်းသိရှိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်ပကဖနဲ့ပခုတ်ကူခရိုင်အမှတ်ကိုတရင်တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ယာယီအပြစ်ခက်ရဲစဲဟန်ပြကြီးညာပြီးတိုက်ခိုက်မှုများနေ့စဉ်လုပ်နေတဲ့အတွက်စစ်ကောင်စီကိုစောင့်ကြည့်မဲ့နိုင်ငံတကာရန်ညားတစ်ခုထူထောင်ရဲ့လိုအပ်မယ်လို့ NUG ပြောအပြစ်ရဲ့ကြောင်းကြီးညာပြီးစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ64ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြံဖတ်စစ်ကောင်စီကအဟံပြယာယီအပြစ်ခတ်ရက်စဲရေးကြေညာပြီးတိုက်ခိုက်မှုများနေ့စဉ်ပြုလုပ်နေတဲ့အတွက်စစ်တပ်ကိုစောင့်ကြည့်မဲ့နိုင်ငံတကာရန်ညာတခုထူထောင်ရန်လိုအပ်မည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုပါတယ်။ယနေ့ထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းရှင်မြင်းဆောင်2025အစီအစဉ်မှာဦးနေဖုံးလက်ကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ အကြံပတ်စစ်တပ်ကဧပြီလ2ရက်နေ့မှဧပြီလ22ရက်နေ့ထိယာယီအဖြစ်ခက်ရက်စဲရေးကြီးညာထားပေမဲ့နေ့စဉ်တိုက်ခိုက်မှုများလေကြောင်းတိုက်ခိုက်မှုများစစ်ကြောင်းထိုးမှုများကျူးလွန်နေကြောင်းစစ်တပ်ရဲ့တိုက်ခိုက်မှုများကြောင့်ဧပြီလ3ရက်နေ့မှဧပြီလ23ရက်နေ့ထိပြည်သူ64ဦးသေဆုံးခဲ့ရကြောင်း၎င်းကရှင်းပြပါတယ်အကြံပတ်စစ်တပ်ကဧပြီလ2ရက်နေ့မှာယာယီအပြစ်ခက်ရက်စဲကြောင်းကိုဟန်ပြကြေညာခဲ့ပြီးနောက်ပိုင်းမှာ Jet Fighter ပါရာမော်တာနဲ့ဒရုန်းတွေကိုအသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေစဉ်ဆက်မပြတ်ပြုလုပ်ခဲ့တယ်လို့လက်နက်ကြီးပစ်ခတ်တာတွေကိုလည်းနေ့စဉ်ရက်ဆက်ပြုလုပ်ခဲ့ပါတယ်။အချက်အလက်တွေအရဧပြီ3ရက်နေ့ကနေဧပြီ13ရက်နေ့အထိတိုင်းနယ်ပြည်နယ်12ခုမှာလေကြောင်းတိုက်ခိုက်မှုပေါင်း68ခုဖြစ်ခဲ့ပြီးအဲ့ဒီဖြစ်စဉ်တွေမှာပြည်သူ64ဦးသေဆုံးခဲ့ပြီး83ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။သေဆုံးသူတွေထဲမှာတန်ကာတော်တွေ၊ကိုရင်တွေ၊ကလေးငယ်တွေ၊တက်ကြီးရွယ်အိုတွေနဲ့အမျိုးသမီးတွေလည်းပါဝင်ပါတယ်။ အဆိုပါလေကြောင်းတက်ခိုက်မှုတွေကြောင့်လူနေအိမ်ကြီး64လုံးစာတင်ကြောင်း၄ကြောင်းနဲ့ဘုံကြီးကြောင်း၃ကြောင်းခရီးရန်ဘေးအားကြောင်း၁ကြောင်းတို့ပျက်စီးဆုံးရှုံးခဲ့ရပါတယ်လို့ဥနေဖုံးလက်ကရှင်းပြပါတယ်။ဒါကြောင့်စစ်ကောင်စီရဲ့အပြစ်ခက်ရဲစဲရေးကိုစောင့်ကြည့်မဲ့နိုင်ငံတကာရန်ညားတခုထူထောင်ရေးအရေးကြီးကြောင်း၎င်းကဆိုပါတယ်။ဒီလိုလေကြောင်းတက်ခိုက်မှုတွေအပြင်လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလည်းရှိခဲ့တယ်လို့မြေပြင်ကနေစစ်ကြောင်းထိုးတဲ့အတွက်ထိတွေ့တိုက်ပွဲတွေလည်းရှိနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ထိုးစစ်ရထားတဲ့ကာလတွေမှာအကြံဖတ်စစ်အုပ်စုကအခုလိုလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေစစ်ကြောင်းထိုးမှုတွေပြုတ်လုံနေတာတွေကြောင့်နိုင်ငံတကာအနေနဲ့စောင့်ကြည့်ရရန်နေရာတစ်ခုထူထောင်စောင့်ကြည့်ဖို့လိုအပ်မယ်ဆိုတာကိုလည်းတရင်စကားပေးလိုပါတယ်လို့ဦးနေဖုံးလက်ကရှင်းပြပါတယ်ယနေ့မှာလဲစစ်တပ်ကကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကျုံတိုးမြို့ကန်းဒီဘုံကြီးကျောင်းကိုလေရင်နဲ့ဘုံကျဲခဲ့တဲ့အတွက်ပြည်သူ6ဦးသေဆုံးပြီးတန်ကတော်4ပါအပါအဝင်ပြည်သူ20ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ နောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ PDF ထုတ်လို့ရေစကန်တစ်ခုကတောင်ပန်တက်ရင်ငယ်ထုတ်လို့ရမျှော်လင့်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းအတွင်းမှာစစ်ဘက်ဆိုင်ရာပစ္စည်းများထုတ်လုပ်နေသူတို့ကရှေ့တန်းဒေတာလက်နက်နဲ့လူနာတဲယူပို့ဆောင်ရမှာအတုံးတက်မဲ့အပေါ်စားလေရင်ငယ်ထုတ်လို့ရန်ကြိုးပမ်းနေပါတယ်။စက်တက်လေဒီထက်ပုံမလင်းမြန်စွာပြန်တန်းနိုင်မဲ့ Ultra Light Trike ကိုအပေါ်စားလေရင်ငယ်ထုတ်လုပ်နိုင်ရန်ရည်ရွယ်ထားတယ်လို့ပဲခူးတိုင်းအခြေစိုက်တော်လန်ရေးပစ္စည်းထုတ်လုပ်ရေးဖွဲ့တခုကပြောပါတယ်။ project home ဖွဲ့ပြောရေးဆိုခွင့်ရှိသူကိုနေရိတ်ကထိုရင်မြို့တိဆောက်ရန်ဒေါ်လာ300ခန့်ကုန်နိုင်ကြောင်းမကြသေးခင်က ပြောပါတယ်။တအူးမှနှစ်အူးထိလိုက်ပါနိုင်မဲ့တောင်မန်တက်3ဘိန်းရင်ငယ်အတက်စင်းအတွက်ပြည်လန်သို့မဟုတ်ကွင်းပြင်လိုအပ်မှာဖြစ်ပြီးကိုနေရိတ်က၎င်းတို့အခြေစိုက်ဒေသမှာပြည်လန်တိဆောက်နိုင်တဲ့နေရာအများပြားရှိတယ်လို့ပြောပါတယ်။အဲ့ဒီရင်ငယ်နဲ့စင်တူတဲ့ဆက်တက်လေးဒီကိုစစ်ကောင်စီတက်စကန်တချို့မှတိုက်ခတ်ရေးအတွက်အသုံးပြုနေပါတယ်။ ကိုနေရိတ်က၎င်းတို့ထုတ်လုပ်လို့တဲ့ရင်ငယ်ဟာလက်နက်ခဲရန်တဲဆောင်ရမှာတုံးနိုင်တယ်လို့စစ်မြေပြင်မှာဒဏ်ရာရနေသူတွေကိုလည်းနောက်တန်းမှာရှိတဲ့စေယုံကိုလှင်မြန်စွာပို့ဆောင်ရမှာအတုံးတဲ့နိုင်မှာဖြစ်ကြောင်းပြောပါတယ်။လိုအပ်တဲ့ငွေကြေးတာရမယ်ဆိုရင်တိစောက်နိုင်တယ်အဲ့ဒါငွေကြေးအကူအညီရဖို့နှိစက်ရတော်လန်ရေးနဲ့ပတ်သက်ပြီးထောက်ပံ့တဲ့သူတွေကိုကျွန်တော်ပြောကြည့်သေးတယ်အခုထိတော့အထောက်ပံ့မရသေးဘူးလို့ကိုနေရိတ်ကဆိုပါတယ်အပေါ်စားလေရင်ငယ်ကိုနိုင်ငံတကာမှာတဘာဝဘေးအန္တရာယ်ကြောက်ရွံ့ခြင်းကိုကြီးကေစရေးလုပ်ငန်းအတွက်အသုံးပြုရန်စီစဉ်နေသူတချို့ရှိပါတယ် ကုကန်စစ်စင်နေတဲ့ယူကရိန်းကလည်းတိုက်ခိုက်ရေးအတွက်အသုံးပြုနေတယ်လို့နိုင်ငံတကာသတင်းတချို့ကဆိုပါတယ်။အပေါ်စားလေရင်ငယ်ထုတ်လုပ်လို့တဲ့ Project Home အဖွဲ့ဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့အမတ်နှစ်စစ်ဒေသခွဲလက်အောက်ခံအဖွဲ့ဖြစ်ပါတယ်။ကိုနေရိတ်ကရခိုင်မျိုးပြပျောက်ကြားဖြစ်လှူရှာဆောင်ရွက်စင်မှာရန်ကုန်မြို့မှာဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီးမရန်ကုန်မြို့နယ်မှာရှိတဲ့စစ်ကြောရေးစခန်းတစ်ခုမှာချုပ်နှောင်နှိပ်စက်ခံခဲ့ရပါတယ်။အချုပ်ခန်းကိုပေါက်ပြီးတယောက်တည်းအဲ့ဒီစခန်းမှာထွက်ပြေးလာနိုင်ခဲ့တဲ့အတွေ့အကြုံကိုရေးသားလိုပါတယ်။ စာအုပ်ရောင်းရငွေကိုအပေါ်စားလေရင်ငယ်တိဆောက်ရမှာတုံးဆွဲလိုတဲ့လို့လဲကိုနေရိတ်ကဆိုပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလို့အဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ